ဒေတာကြီးတရားဝရခိုင်ပြည်ချိုင်းနယ်ပြည်ဆန်ဦးစီးဌာနလူထုခြေပုပ်ဘူဌာနတွင်လူကုန်ကူးမှုတိုက်ဖျက်ရေးသိပညာပေးတော်ရှိုးကိုမတ်လ20ရက်နေ့ညနေ3:00နာရီကကျင်းပခဲ့ရာခိုင်ပြည်ဆက်ရုံမှာဒေါ်အီရောင်နှင့်အမတ်နှင့်လူကုန်ကူးမှုတာစီနှိမ့်နေတက်ဖွဲ့စိတ်တရားဝရမှာတက်ဖွဲ့စိတ်မှုရဲအုပ်ကသူတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။ မင်္ဂလာပါဆရာရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါရှင်လူကုန်ကူးမှုတိုက်ဖြည့်ရေးနေ့ပေါ်ပေါ်လာပုံအကြောင်းလေးကိုလည်းဆွေးနွေးပြပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကိုကျွန်တော်73ရက်9လ2005ခုနှစ်မှာကျွန်တော်တို့စတင်ပြီးတော့ကျွန်တော်အတည်ပြုပြထားခဲ့တယ်နော်အဲဒီနေ့ကိုကျွန်တော်တို့အစွဲပြုပြီးတော့ကျွန်တော်တို့နှစ်စဉ်ကျွန်တော်လူကုန်မှုတိုက်ဖြည့်ရေးနေ့လေးကျွန်တော်တို့ဆောင်ရွက်ပါတယ်အဲဒီနေ့တိုက်ခဲ့ပါဆိုတော့ကျွန်တော်တို့ဒီစာတင်ကြောင်းနေမှာပေါ့နော်ကျွန်တော်ကာတော့စာရီစာကုန်ပြိုင်ပွဲလေးကာတော့ပကြီးနောက်ကာတော့ကွန်ပျူတာပကြီးပိုစတာပကြီးပြိုင်ပွဲရေးပွဲတွေကိုကျွန်တော်တို့ ကျွန်တော်အများပြည်သူသိရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပြီးတဲ့အခါမှာကျွန်တော်ဒီတက်ဖြည့်ရေးနေကိုကျွန်တော်တို့နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။ဥပုံကူးမှုဥပုံကူးခြင်းခံရပုံအကြောင်းလေးကိုလည်းဆွေးနွေးပြပါအောင်ရှင်။ဟုတ်ကဲ့ဒါဥပုံကူးမှုအကြောင်းရင်းကတော့ကျွန်တော်အဓိကတော့ကျွန်တော် နံပါတ်1ကတော့အသိပညာနည်းပါးမှုပေါ့နော်နံပါတ်2ကတော့ကျွန်တော်တို့ CM ဖွဲ့တွေကြီးကြောင့်နော်နံပါတ်3ကတော့ကျွန်တော်တို့အယုံလွယ်မှုကြောင့်နော်အဲဒါဒီတစ်ဖက်သားကိုကျွန်တော်တို့ဒီဟာတအားယုံလွယ်ယုံလွယ်တဲ့အခါကျတော့တစ်ဖက်သွားပြောသမျှကိုကျွန်တော်တို့အဲ့ဒါယုံစားပြီးတဲ့အခါမှာတစ်ဖက်နိုင်ငံကိုသွားပြီးအလုပ်လုပ်ကြရတယ်။အာဒီမြန်မာနိုင်ငံနဲ့တစ်ဖက်နိုင်ငံနဲ့တရုတ်နိုင်ငံ၊လာအိုနိုင်ငံ၊ဟောအင်းနီးနားချင်းနိုင်ငံတို့သွားအလုပ်လုပ်တယ်ပေါ့နော်။ပထမတော့သူတို့ကိုလာလာစင်ဘယ်လောက်ရမှာဆိုပြီးတော့မလုံးလေးစီယုံတယ်။စီယုံပြီးတဲ့အခါမှာဒီကနေ့ကျွန်တော်တို့သွားတယ်။သွားတဲ့အခါမှာဟိုဘက်နိုင်ငံရောက်တဲ့အခါမှာအဲကျွန်တော်တရုတ်မြားဖြစ်ဆောင်ရွက်ခဲ့ရတယ်။အငှားကုန်ဝင်ဆောင်တဲ့လုပ်ငန်းတွေဆောင်ရွက်ရ ရာတွေအဲ့လိုဘောတော့နီးလမ်းမျိုးစုံတွေကျွန်တော်တို့လူပုံချင်းခင်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာရှင်ခုလိုမျိုးအသိပညာများဝယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးများတင်ပါတယ်ခင်ဗျာစူပါတော်ရှုဆွေးနွေးမှုတွေကိုဝီလက်တာယာဝတီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်